wedding တခုမှာဘယ်လိုကြုံတွေ့ရမလဲအဲ့ဒီပုံစံတဲ့အတိုင်းကိုသူကလုပ်ပြီးတော့ဒီတင်နန်းကိုပြတာလေအရန်ကိုပဲထူးခြားတဲ့တင်နန်းတခုကိုပြောလို့ရတယ်ဘာမှပြည့်ပထမဆုံးတင်နန်းလေး ိုင်းတဲ့နောင်ပေါ့နော်ဟိုတက်မယ်ဆိုလို့ရှင်မစဉ်းစားပါနဲ့ပေါ့နော်လက်တက်ကြည့်လိုက်ပါပေါ့နော်ဆရာသေးစိတ်ပေါ့နော်ကိုမိသားစုလိုပဲတင်စားပေးရပါနော်ကျွန်တော်တို့ favorite favorite တိုင်းပေါ့နော်အကယ်၍ professional တရား professional ဆိုရင်တော့ကျွန်တော်တို့ဆရာလင်းရောင်ထင်ရဲ့အကြောင်းကိုရွေးချယ်ဆင်ရှင်ပါလေလို့ comment ပြန်ရှင်ပါလေခင်ဗျာဟုတ် ာဒီနေ့ကတော့ဒါအကိုလင်းအောင်ထင်းရပေါ့နော် wedding business gala အပွဲလေးကိုလာရောက်ပြီးတော့ဂုဏ်ပြုဖြစ်တာပါရှင်ဒီ wedding နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီလိုမျိုးသင်တန်းအကြောင်းအဲဒီလိုမျိုးရှိတယ်ဒီလိုမျိုးပွဲလေးတွေလည်းလုပ်ပေးတယ်တကယ်လည်းအပြောမယ်ဆိုရင်ဒါအကိုရဲ့တပည့်တပန်းနေလည်းအများကြီးပဲရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုရခါကျအကိုရဲ့စိတ်ကူးစိတ်သားတွေလည်းရမ်းကောင်းတဲ့ခါကျဘာပဲဖြစ်ဖြစ်အဂုဏ်ယူပါတယ်ဗမာတနင်္ဂနွေလုံးတိုင်းတာနေ wedding planning service တွေပန်းပညာရှင်တွေအကုန်လုံးကနေပြီးတော့ဒါကြောင်းစင်းပွဲလို့သဘောပြုလို့ပေါ့နော်ဆရာလင်းအောင်ထင်းရဲ့ wedding လင်းစကူကနေပြီးတော့ထွက်တဲ့ကျောင်းသူကျောင်းသားတွေပေါ့ဒါပေမဲ့အခုချိန်မှာလည်းအလုံးအကန္နာတီတီမှာအောင်မြင်တဲ့လူတွေဖြစ်နေကြပြီအဲ့ဒီလူတွေနဲ့လာရောက်တွေ့ဆုံရတဲ့အတွက်အင်မတန်မင်္ဂလာရှိပါတယ်ကို့အတွက်လည်းအင်မတန်ကုန်ယူပါပါတယ်တို့ကိုကြည့်ချင်းရဲ့ဒီအစီအစဉ်ဒီပေါ်မှာဖြစ်ပါလေစေတူမှာကျွန်တော်ဒီလိုနဲ့ဒီနေ့ညနေတက်ဖို့ရှိဒီနေ့ညလို့ကျွန်တော်အများဆုံးစုစုတီလို့ဒီမှာဒီရဲ့ဝေဒနာတော့တယ် အမှန်ကန်ချက်ဆိုင်တဲ့ဒီပညာကိုကျွန်တော်အများကြီးပြီးတော့အများကြီးမှတ်ချက်ပြီးတော့သင်ကြားထားပါအဲကျွန်တော်ကလည်းဆရာလင်းအောင်ထင်ရဲ့လင်းအောင်ထင် Wedding Business School မှာဒီမင်္ဂလာခမ်းနားစီစဉ်များရေးဆွဲခြင်းဆိုရဲ Module 6အခန်းကဏ္ဍကိုကျွန်တော်စပြီးတော့ကျွန်တော်ဒီတဏ္ဍတဏ္ဍသူတွေဝေမျှပြီးတော့သင်ပေးလာတာဒါဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင် Best Stand ထိပြီးသွားပြီပေါ့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းပဲဒီတဏ္ဍရဲ့အဲတဏ္ဍနီးပြတူဆိုရင်လည်းမမပါဘူးဒါကြောင့်မလို့ဒီပွဲကိုတက်ရောက်ဖြစ်တာပါ ိုးတော့ငါတင်နေနေဆိုတာကဟိုမီလင်းတို့ယူပါလေတင်နေနေပြရခြင်းနေတယ်။ဒါနဲ့ဒီလိုမျိုးစီးစစ်နေပေါ့နော်တကယ်ကိုပွဲကြီးတစ်ခုထဲမှာလုတ်တယ်လို့မျိုးအိုအခမ်းအနားပီတီနီစောက်ပြီးတော့နောက်ဒီ structure ကြီးစောက်ပြီးတော့တင်တာရှားတယ်။နော်မရှိဘူးရှားရစာရှိကုန်ရှိတယ်လောက်ပဲ။လေယောက်ထည်တင်နေကြတော့တကယ်ကိုပေါ့နော် wedding တစ်ခုမှာဘယ်လိုကြုံတွေ့ရမလဲ ဲ့ဒီပုံစံအတိုင်းကိုသူကလုတ်ပြီးတော့ဒီတင်နန်းကိုပြလာတဲ့အတွက်အရန်ကိုပဲထူးခြားတဲ့တင်နန်းတစ်ခုကိုပြောလို့ရတယ်။ဗမာပြည်ပထမဆုံးတင်နန်းလေ။ပုံညာဆောင်ရင်အလုံးဆောင်နေမလဲဆိုတဲ့အတွေးစိတ်လေးရှိတယ်။အဲ့ဒီအတွေးစိတ်ကူးလေးတွေကိုအတော့တဲပေါ်ပေးတာအင်မတန်ပိုပြီးမင်္ဂလာရှိတာ။ဒီလိုဖြစ်တာတည်ရန်ဆိုရှိဘယ်လိုဆရာရဘယ်လို့ချစ်လို့ တားသမီးတရားလေးနဲ့ခေါ်ပြီးတော့ခုနာမှာထားတယ်အဲ့ဒါကိုမေလေးတို့ကကြည့်ရတယ် ခုဆရာလင်းအောင်ထင်ရဲ့လင်းအောင်ထင် wedding business school မှာတော့ဆရာလင်းအောင်ထင်ကိုရိုင်းက wedding sales လို့ခေါ်တဲ့ wedding ဒါ sales နဲ့ပတ်သက်တဲ့အကြောင်းပေါ့နော်။နောက် wedding marketing ဆရာလင်းအောင်ထင်ကိုရိုင်းသင်ကြားပါရယ်။နောက်ဒီ florist နဲ့ decoration အပိုင်းတွေလက်ကင်ပန်းအပိုင်းတွေတော့ဆရာလင်းအောင်ထင်ကိုရိုင်းသင်ကြားပေးတာရှိသလိုရံပန်းရံခါမှာအမေလင်းတို့လိုမျိုးပေါ့နော်။ကျွန်တော်တို့ဒါပန်းပညာရှင်ကြီးတွေကိုဖိတ်ကြားပြီးတော့သင်ကြားပေးတာမျိုးလည်းပဲရှိပါရယ်။ဆိုတော့ထို့အတူပဲဒီ wedding planner တွေဒါလူကြားထဲမှာသွားလာပြီးတော့ဒီပေါ့မင်္ဂလာမောင်နှံတွေနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာ smart ကြစီဖို့ကျွန်တော်တို့တိကျအိမ်မြတ်ချက်ရှိပါရယ်။သူကလည်းအဲ့ဘိုင်းတွေကို ရပေးတာပါဒါ look ဟိုအာဒီ image မှာ look good ဖြစ်စေဖို့နောက်ပြီးတော့ပြောရဲဆိုရင်ညမှာ smart ကြစေဖို့ပေါ့နော်အဲ့ဒါလေးပြောတာရှိသလိုကျွန်တော်လည်းပဲဒါ wedding မင်္ဂလာခမ်းနားစီစဉ်များရေးဆွဲခြင်းဆိုတဲ့အပိုင်းလေးမှာဝင်ပြီးတော့အပဝင်ပြီးတော့ဝင်းရံဝင်းမြပေးတာပေါ့နော် ိုင်းတုံမြို့အနေနဲ့တက်တာဖြစ်ပါရှင်ပလန်နာလောက်ရတာပြီးရင် forest နဲ့လည်းဟိုဟာဝတ္တနာပတာပေါ့နော်အဲ့နဲ့တော့တက်ဖြစ်တာဖြစ်ပါရှင်တင်းနဲ့မှာကျတော့အထွေထွေအများရတယ်လူတွေနဲ့ဘယ်လိုမျိုးဆက်ဆံရမလဲဘယ်လိုမျိုးနဲ့အာ business မှာ grant ရမလဲဆိုတာတွေလည်းအများကြီးသိရပါတော့ ော့ဘကူကနေလာတက်တာပါရှင်ဟုတ်ဆရာတင်တဲ့အကြောင်းပေါ့နော်ဟိုပွဲတပွဲလုံးအထီးစီစဉ်နိုင်နေပေါ့နော်ညီမဆိုလို့ရှင်ဟိုတက်တာနှုံငယ်နှစ်နှစ်သုံးနှစ်လောက်ပေါ့နော်အဲ့ထဲတက်တာဆိုတော့ဆရာကဆိုပြီးတော့ပွဲရေလည်းအများကြီးစီစဉ်နေအောင်မြင်သွားကြရတယ်တွေ့ပြီးတော့ပေါ့နော်ဟိုဖြစ်ပြလာတက်ဖြစ်တာပေါ့နော်ဟုတ်ဆရာတပိတ်ဟောင်းမှာပေါ့ဟုတ်အော် wedding ရင်းအောင်မှာပေါ့နော် wedding တစ်ခုလုံးအဆအဆုံးစီစဉ်ရတာတွေပြီးတော့ရှင် client နဲ့စကားပြောတာတွေကအဆပေါ့နော်ဆရာသေးသေးစီစဉ်ပေးရပေါ့ပြီး MC တွေပြီး makeup ပညာရှင်တွေပေါ့နော်အကုန်လုံးနဲ့ပေါ့နော်တွေ့ပြီးရပေါ့ဆရာဘာဖြစ်လို့ရှင်လဲဟိုစကားပြောရေးဆိုရအောင်ပေါ့နော်ဆရာမြင်အဲ့လိုတင်ပေးရပေါ့နော် ော့မြင်မဆိုရင်တော့ဆိုရဲတော့မပြောရဲမဆိုရဲတော့ပါရပါတော့ဆရာတန်းတက်ပြီးရဲ့အချိန်မှာအကုန်လုံးနဲ့တင်းတင်းတင်းတပြောတက်တယ်ပေါ့နော်လို့မျိုးလေးပေါ့နော်အာအမြဲပွဲထုတ်ပေးရဲ့ပုံစံမျိုးပေါ့ဆရာတန်းတက်လိုက်တဲ့ခါမှာပေါ့လို့မျိုးလေးဖြစ်ပါရဲ့ရှင်ပေါ့ အော်ကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းပင်လုံရပါခင်ဗျာဟုတ်ကဲ့ကျွန်တော်အိမ်မက်ကဟိုပါတော့ professional wedding business တရားဖြစ်ချင်တာပေါ့အကြောင်းလို့ဆရာရဲ့အကြောင်းကိုရွေးချယ်လိုက်ပါဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကနေရဆိုတော့လည်းတော့တော်တော်လေးလည်းအမြင်ကျေပါပါတယ်ခင်ဗျာတင်တန်းသားအနေနဲ့ဆိုရင်တော့ပေါ့ဆရာတင် जा ပေးတာကဟိုပန်းပညာတင်မဟုတ်ပေါ့နော်လုံးဝစိတ်ခွန်အားဖြစ်တဲ့စေတဲ့ဟာတွေပြီးတော့ business ပိုင်းနဲ့ပတ်သက်တဲ့ဟာတွေပြီးတော့ programming အခုက AI kit ဆိုတော့အခု AI နဲ့ပတ်သက်တဲ့ဟာလည်းအတိအများကြီးရရှိခဲ့ပါတယ်ခင်ဗျာ wedding planning service တွေရော structure တမားတွေရောပြီးတဲ့အခါမှာပန်းပညာရှင်တွေရောပေါ့ အဲဒီ၃၃စားလုံးပါဝင်ပါလေဒီထဲမှာလေအဲတချို့ဆိုရင် makeup ဆရာကနေပြီးတော့ planning service လေးလုပ်တယ်ပန်းလေးထိုးတယ်အဲ့ဒါမျိုးလူတွေလည်းအများကြီးပါဝင်ပါတယ်ဆရာလင်းအောင်ထင်းရဲ့တင်တန်းချောင်းကတင်ယုံညွန်းတန်းနဲ့တိတိကျကျမှန်မှန်ကန်ကန်တင်တဲ့တင်တန်းချောင်းတစ်ချောင်းဖြစ်တော့တက်တက်လူကြီးကလည်းအားလုံးမြင်တဲ့အတိုင်းပဲဟိုကို့လောကတဲ့အတွက်မှန်ကန်တဲ့လူတွေမွေးထုတ်ပြီးတဲ့ချောင်းဖြစ်တဲ့တွေကဥမာပို့ပြီးတော့ဂုံယူတယ်အဲဒီလိုမှန်ကန်တဲ့ချောင်းကြီးအများကြီးပေါထုံးမှုလဲလူတွေဒီချောင်းကနေတစ်ဆင့်ချောင်းဆင်းသွားတဲ့လူတွေကလည်းနောက်ထပ်တပည့်တွေတပည့်တွေဆင်ပွားမှာအဲဆင်ပွားတဲ့ခါမှာ မှာနီးစနစ်မှန်မှန်ကန်ကန်နဲ့အဲလုတ်ကင်စားတောက်တဲ့လူတွေအဖြစ်ပြန်လည်ရှင်းတန်းရမှာအဲ့တည်းဘာပဲဖြစ်ဒါကိုနိုင်ငံကိုတတတအားအနေနဲ့အကျိုးပြုတဲ့အတွက်ဥမာတော့အမြဲတမ်းကြိုးဆိုတဲ့အလုပ်ဖြစ်ပါတယ်ဒီကိစ္စကိုအရန်ဝမ်းသာတယ် graduated ဖြစ်သွားကြတဲ့ကျွန်တော်တို့ချစ်ခင်ရတဲ့ဒါပညာရှင်လေးတွေအာဒါ entrepreneur ကျွန်တော် wedding business wedding planner လေးတွေအားလုံးကျွန်တော် green ရနေဂုံယူပါလို့ပြောပြရစီတကယ်ကိုဝမ်းသာပါတယ်နောက်ကျွန်တော်တို့ဒီ wedding planning အပိုင်းနေ wedding floral အပိုင်းနေကိုစိတ်ဝင်စားတဲ့သူတွေကိုလည်းလာရောက်ပြီးတော့လေ့လာကြဖို့လည်းဒီနေ့ကနေနှွေးထွေးစာနဲ့ဖိတ်ခေါ်ပါတယ်ခင်ဗျာ ုတ်ပေါ့နော် business ပိုင်းမှာရောပြီးတော့ဒီ wedding planner တယောက်အနေနဲ့ပေါ့နော်ရက်တည်နိုင်ဖို့အတွက်လင်းအောင်ထိတင်တဲ့အကြောင်းလာတက်ရောက်ဖို့အာဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုအရန်ကောင်းပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်တိုက်တဲ့နောင်ပေါ့နော်ဟိုတက်မယ်ဆိုလို့ရှင်မစင်စားပါနဲ့ပေါ့နော်လက်တက်ကြည့်လိုက်ပါပေါ့နော်အာဆက်ရှိမှာဆိုအတွေ့အကြုံတွေလည်းအများကြီးရှိတယ်ပြီးလို့ရှင်ပန်းပညာဆိုလို့ရှင်လည်းပေါ့နော်အာလက်ဦးဆရာလို့လည်းပြောရမယ်ပေါ့နော်အရန်ဆရာကိုကိုမိသားစုလို့ပဲသင်စားပေးရပါပေါ့နော်အာအရန်ပေါ့နော်လက်တက်ကြည့်ကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ် favorite favorite တိုင်းပေါ့နော်အကယ်၍ professional တရား professional ဆိုရင်တော့ကျွန်တော်ဆရာလမ်းရောက်ထင်ရဲ့အကြောင်းကိုရွေးချယ်စင်ချင်ပါတယ်လို့ comment ပြန်ရှင်းပါတယ်ခင်ဗျာဟုတ်